အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒေါက်တာစိုက်ကောင်ရဲ့မှာတိရိစ္ဆာန်ဆေးကုဆောင်ပါမှာကျွန်တော်ဒီဗီဒီယိုထဲမှာပေါ့နော်ဘာကိုဖြည့်ပေးရချင်လဲဆိုရင်ကျွန်တော်မေးထားတဲ့ comment ပေါ့နော်အဲဝက်တရားတဲ့စီးချုပ်ဝမ်းချုပ်ဖြစ်နေလို့ပါတဲ့ဘာဆေးသုံးရမလဲပေါ့နော်ဒီအလားတူမေးခွန်းလိုမျိုးပဲအများကြီးရှိရပေါ့နော်တပြိုင်နက်တည်းကျွန်တော်အဲ့အာကိုလည်းဖြည့်ပေးတော့ပါမယ်ဘာမေးထားလဲဆိုရင်အဲ့လိုပါပဲဒီဝက်ငယ်ပြည့်ပြည့်ဝက်ကြီးပြည့်ပြည့်ပေါ့နော်အထူးသဖြင့်ဒီဝက်မကြီးကိုဝန်ဆောင်ဝက်မကြီး ။ဒါမျိုးကြီးဝမ်းချုပ်တာကြီးစီးချုပ်တာကြီးစသဖြင့်တွေ့ရတာများပါတယ်။အသက်ရွယ်မရွေးပါနော်။ကျွန်တော်ဒီစီးချုပ်ဝမ်းချုပ်အကြောင်းကိုလည်းကျွန်တော်အရင်တော့ဗီဒီယိုတစ်ခုမှလည်းကျွန်တော်တင်ပြထားပါတယ်။ဘာကြောင့်ဖြစ်ရလဲဆိုတော့နော်။အဲ့ဒါလေးတစ်ချက်ရှားကြည့် basic ချက်ပါတယ်။အတူအကူတာနီးအခုဒီဗီဒီယိုထဲမှာကျွန်တော်အဲနိုင်ငံပြောပေးသွားပါမယ်။အနောက်ခုမေးထားကြတော့ဒီဝက်တင်းရေပေါ့နော်။ဘာဆေးသုံးရမလဲ။အဲမေးခိုင်ပိုးမဝင်အောင်ဘယ်လို ဈေးတုံးရမလဲစရဖြစ်မှာเนาะမေးထားရှိပါတယ်အဲဒီ comment တစ်ခုကိုကျွန်တော်ခြုံပြီးတော့ဒီ video မှာပြန်ဖြေပြီးသွားပါမယ်အဲကျွန်တော်ကျွန်တော်ဒီ video ပြည့်စုံအောင်ပါเนาะကျွန်တော် YouTube channel မှာတွားကြည့်ပေးစေချင်ပါတယ်ဘာလို့ဆိုရင်ကျွန်တော် YouTube channel မှာဆိုရင်ကျွန်တော်ကဒီ web ဆို web joiner ဆို joiner ဒီခွေးကြောင်ဆိုခွေးကြောင်စရဖြစ်သူရဲ့ကဏ္ဍလိုက်နဲ့ကျွန်တော်ခွဲထားဖြစ်ရတဲ့အကြောင်းမလို့မိတ်ဆွေတို့အနေနဲ့လွယ်တကူရှားပွေကြည့်ရှုလို့ရပါတယ် ကျွန်တော်နောက်တင်မဲ့ဗီဒီယိုတွေမှာလည်းကျွန်တော် YouTube channel မှာပဲအပြည့်ဆုံးတင်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ channel ကို subscribe လုပ်ရတဲ့ subscribe လုပ်ပေးသွားပါကျွန်တော် YouTube channel ကိုဘယ်လိုတွားရမလဲဆိုရင်ကျွန်တော်ဒီ video ရဲ့ပထမဆုံး comment မှာကျွန်တော် link ကိုချပေးထားပါမယ်။အဲ့လိုမှမဟုတ်ကျွန်တော် profile ထဲဝင်ပြီးတော့ profile တက်ပုံအောက်မှာရှိတဲ့ Facebook နဲ့ YouTube link ကနေတစ်ဆင့်လည်းတွားရမှာမြင်မြန်ထားလို့ရပါတယ်။ Facebook နဲ့ YouTube channel တွားတဲ့လမ်းညွှန် video ကိုလည်းကျွန်တော်ပထမဆုံးပင်ခံထားတဲ့ video တုံးပုတ်ထံမှာပို့တင်ပေးထားပါတယ်။ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ပါကျွန်တော်ဆက်ပြီးတော့ဒီမိခုံကိုဖြည့်ပေးသွားပါမယ်။အရင်ဆုံးမနော်စီချုပ်ဝမ်းချုပ်ဖြစ်တယ်ဆိုတာကအရင်ဆုံးစီချုပ်တယ်ဆိုတာသူကအဖျားရှိလို့လားဒါမှမဟုတ်ရင်သူကရေကောင်းအောင်မတောက်လို့လားပေါ့နော်။ရေတောက်နေလို့လားနော်။အဲရာဒီယိုတို့အရန်ပူတယ်ရေမတောက်ရဘူး။ဒါအဖျားရှိရဆိုရင်ခုနကမျိုးဒါအပူရှိရင်တတ်နေမယ်။ဒါဆိုရင်ကျွန်တော်တို့ဒါအဖျားကြအောင်ကျွန်တော်တို့ဆေးထိုးပေးမယ်။အဲအဲ့မှာကျွန်တော်တို့ဒီ energy တို့လိုမျိုးပေါ့နော်။အဖျား ေအနာကြီးကြက်ခဲတက်တာအောင်ထိုးတဲ့ဆေးရှိပါတယ် emergency ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်ဝမ်းချုပ်တယ်ပေါ့နော်ဝမ်းချုပ်တယ်ဆိုတာဘာကြောင့်လဲအဲခုနပြောတယ်အပူချိန်မြင့်မာတယ်ခန္ဓာကိုယ်မှာအပြားရှိရင်အဲအကြောင်းလည်းဖြစ်တတ်ပါတယ်အဲကြတော့ဒီဝမ်းချုပ်တာကအပြားတွေယောဂါရဲ့အကြောင်းချုပ်တာလားအပူအကြောင်းချုပ်တာလားနော်ရေမတော့ရလို့ချုပ်တာလားနော်အမျိုးမျိုးရှိရပါတော့ ဒါမှမဟုတ်တချို့ကြတော့ဒီဝက်မိုက်ဆိုရင်ကိုဝန်ဆောင်ကာလရင်မှာကလေးအထက်မှာ byte တင်းနေတဲ့ကြောင့်မလို့တင်းခံနေတဲ့ကြောင့်မလို့ဒီဥလှုပ်ရှားမှုတွေညော့နေတယ်တချို့နေရာမှာပိတ်ဆို့ကောင်းကောင်းလှုပ်ရှားမှုမလုပ်နိုင်ရတဲ့ကြောင့်မလို့ဝမ်းချုပ်တာလားဆက်တဲ့ဖြစ်မျိုးမျိုးရှိရပါတော့အဲ့ကြတော့ခုနကဖျားနာတဲ့ယောဂရဲ့ကြောင့်ချုပ်တာမဟုတ်ဘူးဆိုရင်တော့ကျွန်တော်ဒီကိုဝန်ဆောင်ဝက်မိုက်တွေမှာလှုပ်ရှားမှုနည်းလို့အဲဒီလိုမျိုးကြောင့်ချုပ်တယ်ဆိုရင် ကျွန်တော်တို့ဒါ probiotic လို့ခေါ်တယ်အဲကျွန်တော်တို့ဒါအကျိုးပြု bacteria ပိုးပေါ့နော်အဲအားမျိုးတွေတိုက်ပေးလို့ရပါတယ်နောက်ခုကကျွန်တော်စခါပေါ့နော်စခါကလည်းကျွန်တော်တို့ဒါပရာစီဆိုင်မှာဝယ်လို့ရပါတယ်ဒါမှမဟုတ်တချို့ဒီအနောက်တိုင်းဆေးရောင်းတဲ့ဆိုင်မှာလည်းရောင်းပါတယ်လူဆေးဆိုင်မှာပေါ့နော် main မှာဝယ်လို့ရပါတယ် အဲ့အရာတွေကိုကျွန်တော်တို့တိုက်ပြီးလို့ရပါတယ်ဒါကတော့ယောဂါကြောင့်ချုပ်တာမဟုတ်ဘူးเนาะတကယ်လို့ဒီယောဂါတစ်ခုခုဝင်ရောက်လို့ဖျားတယ်ဆိုရင်အပူချိန်တက်မယ်အပူချိန်တက်လို့ကျွန်တော်တို့ဒါဝမ်းချုပ်တယ်ဆိုရင်တော့ကျွန်တော်ခုနကျွန်တော်ပြောတဲ့အူကြဆေးကိုထိုးရမယ်ပြီးရင်ဒီဖျားတယ်ဆိုရင်ဘာကြောင့်ဖျားလဲဘာယောဂါဘူးကြောင့်လဲဆိုရင်အဲဒီပရိဇီဝဆေးပေါ့နော်အန်တီဘိုင်ယိုတစ်ပေါ့တစ်ခုခုပေါ့နော်အဲသူကဖြစ်တဲ့အနေအမှာမူတည်ပါတယ်အတက်ရှူလန်းကြောင်းလားအစာချေလန်းကြောင်းလား ပေါ့နော်ဒါမှမဟုတ်ရင်ဒါစီလန်းကြောင်းပေါ့လားဖြစ်တဲ့နေရာပေါ်မူတည်မှကျွန်တော်တို့ပြည်စီဝါဆေးတွေကိုပေးရဖြစ်တဲ့ကြောင်းမလို့ဘာဖြစ်တာလဲဆိုတော့ကိုမတွေ့ပဲနဲ့ဘာပฏิစီဝါဆေးကိုပေးရမလဲဆိုတော့ပြောရတာခက်ပါတယ်เนาะအဲ့ကြတော့ကျွန်တော်တို့တိထားမှာကအကျံပြင်ကအဲဖျားကြောင်ဖြစ်တယ်ယောဂဘိုးတစ်ခုခုဝင်ကြောင်ဖြစ်တယ်ဆိုရင်เนาะကျွန်တော်တို့ဘူချဆေးနဲ့ပฏิစီဝါဆေးထိုးရမယ် အဲ့မှာမဟုတ်ဘူးတာမန်လှုပ်ရှားမှုမရှိလို့အစာရင်အစာနည်းလို့ဒါမှမဟုတ်အစာထဲမှာဖိုင်ဘာဓာတ်တွေမပါလို့ချုပ်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီခုနပြောတဲ့စခါတော့မဟုတ်ရင်ဒီ probiotic လို့ခေါ်တယ်ကျိုးပြူပိုးတွေတိုက်ပေးလို့ရပါတယ်နောက်ထပ်မိခွန်းတစ်ခုမေးထားတာဒါတင်းတဲ့ချိန်မှာနော်အဲမိခိုင်ပိုးမွေအောင်ဘယ်လိုလုပ်ရမလဲဘယ်ဆေးရီတုံးရမလဲဘာနော်မေးထားရှိပါတယ် အဲ့ကြတော့မေးခိုင်ဖို့မဝင်အောင်တော့ကျွန်တော်တို့မေးခိုင်ကာကွယ်ဆေးပေါ့နော်ဒီလိုမျိုးမေးခိုင်ကာကွယ်ဆေးပလင်းလေးပေါ့နော်ဒါလူဆေးဆိုင်မှာဝယ်မှာထိုးပေးလို့ရပါတယ်အဲပြီးရင်နောက်တော့ကျွန်တော်တို့ဒီပဋိဇီဝဆေးအနေနဲ့ကတော့ကျွန်တော်တို့ဒါကာကွယ်တဲ့အနေနဲ့ပေါ့နော်ယောဂါဖို့မဝင်အောင်ဆိုရင်ဂျန်နမိုင်ဆင်တို့လိုမျိုးထိုးပြီးမှအဲသူ့ကိုခွဲတာပြုလုပ်တတ်ပါတယ်ပြီးရင်လည်းခွဲပြီးရင်လည်း3ရက်လောက်အနည်းဆုံးပေါ့နော်3ရက်နေ9ရက်ဒါမှမဟုတ်နာတိတ်မကြက်တယ်ဆိုတော့တပတ်ပေါ့နော်အဲ့ဒါကိုကျွန်တော်နေ့တိုင်းဆက်တိုက် ထိုးပေးတက်ပါတယ်အဲတချို့ကတော့ဒီဆေးရေဆိုရင်မကောင်းတူးဆိုရင်လည်းကျွန်တော်အကြာကြီးတုံးလို့မတင်ဘူးပေါ့နော်အဲတချို့ဆေးရေကကျတော့ဒါကြောက်ကတ်တွေထိတက်ပါတယ်အဲအဲအားကြောင့်မလို့ကျွန်တော်တို့ဒါတပတ်ထက်ကြော်ရင်မှာတော့ဆေးရေမထိုးတက်ပါဘူးပေါ့နော်အနောက်တစ်ခုကကျွန်တော်တို့အနာဖြစ်တယ်ခွဲနေရမှာဆိုရင်ကျွန်တော်အနိုဗာဗိုင်းရပ်စ်စပရေးပေါ့နော်အဲဆေးကိုဖြန်ပေးမယ်တစ်ရက်ကို2ကြိမ်3ကြိမ်ပေါ့နော်အနာကျက်သွားတဲ့အထိပေါ့နော်အနာကျက်တယ်ဆိုရင်လည်းကျွန်တော်9ရက်ဒါမှမဟုတ်တစ်ပတ်ပေါ့နော် အရန်ကြာရင်တော့ဆယ်ရက်နှစ်ပတ်เนาะတန်ရှင်းမှုပေါ်မှုဒီမှာအနာကျက်မြန်လာနေရဒီဆေးရေးပေးရမှုဒီမှာအနာကျက်တာမြန်လာနေရရင်မှုတည်ပါတယ်နောက်ကကျွန်တော်ဒီခွဲထားတဲ့ဒဏ်ရာအကြောင်းမတူနာရပေါ့เนาะအဲကြောင့်အနာတက်တောင်ကျွန်တော်တို့အနာအယောင်ချစေပေါ့เนาะအဲခုနကျွန်တော်ပြောရတဲ့ emergency တို့လိုမျိုးထိုးလို့ရပေါ့เนาะတွား emergency ထဲမှာအနာတက်တာတဲ့ဆေးရောပြီးရင်ဗီတာမင် C ပေါ့เนาะတွားအနာကိုမြန်မြန်ကျက်အောင် ပြစ်လုပ်ပေးတဲ့ဆီလဲပါရတဲ့အတွက်ကြောင့်မင်းမျိုးအဆူနာတော့တွေးထွက်နာဖြစ်ဖြစ်မြင်မြန်တက်တာစီတယ်ပြီးရင်အတွင်းမှာကြိုက်ခဲတဲ့ကြိုက်ခဲနာတွေဖြစ်ဖြစ်လဲသူညာတက်တာစီတယ်အဖျားရှိလို့ကြိုက်ခဲအဖျားကိုလည်းကြစီပါတယ်ပေါ့နော်အဲအကြောင်းမျိုးဒီခွဲတဲ့အစိတ်တယ်တင်းလဲဆိုရင်ကျွန်တော်တို့ဒါ channel medicine ပြီးရင်ခုနပြောတဲ့အဲ emergency တို့လိုမျိုးနာတက်တာရဲ့စီပြီးရင်ခွဲတဲ့အတိုင်းအရမှာကျွန်တော်တို့ဟို antibiotic ပေါ့နော်ပြည်စီပါဖြန်းစီ ပေးတင်ပါတယ်ပြီးရင်မင်းခိုင်ကာကွယ်ဆေးပေါ့နော်မင်းခိုင်ကာကွယ်ဆေးကတော့မခွဲခင်တစ်ခါပဲထိုးရင်လုံလောက်ပါပဲနော်ကျန်တဲ့ဆေးကတော့ကျွန်တော်တို့3ရက်5ရက်နော်အချိန်ကြီးရတစ်ပတ်ဖြစ်လဲတစ်ပတ်ဖြစ်ပါမယ်ပေါ့နော်အဲ့လိုမျိုးထိုးပေးတင်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ဒီဗီဒီယိုကြည့်ချင်ပြမိတ်ဆွေတို့ကဒါဘုရားပြတ်သုံးတာရတယ်ဆိုရင် like share လုပ်ပေးတော့ပါကဲလို့မင်းချင်တာရှိရင်လည်းကျွန်တော် YouTube channel မှာတင်ထားတဲ့ video တခုခုအောက်မှာ comment main မှာမင်းမြန်ထားလို့ရပါတယ်။ဒါလို့ကျွန်တော် channel ကို subscribe လုပ်ရတယ်ဆိုရင်လည်း subscribe လုပ်ပေးထားပါ။အားလုံးကျေးဇူးတင်ပါတယ်။